ကရင်မျိုးသားစည်းရုံးကိန်းယူတက်မှလေးထိချုပ်ထားတဲ့ထိခိရွာကိုဆက်အနာရှင်လေတက်ကဝိုင်းတွဲလေရင်နေတဲ့ဒီကနေ့အော်တိုဘာလ10ရက်နေ့မနေ့အစောပိုင်းမှာအချင်းချင်းဘုံကျဲတက်ခဲ့ခဲ့တယ်လို့ကိန်းယူတက်မှလေးမြစ်တဝဲခရိုင်စီကသိရပါတယ်ဒီကနေ့မနေ့7ရက်နေ့ကျော်ကစလို့ဝိုင်းတွဲလေရင်နဲ့ဆယ်ကျည်လောက်ဘုံကျဲတက်ခဲ့ခဲ့ပြီးဘုံဒီအလို့ရည်40ကျော်ကျဲချတက်ခဲ့ခဲ့တယ်လို့ကိန်းယူတက်မှလေးမြစ်တဝဲခရိုင်တွင်းရင်မှုဘဒုစောအေနာကပြောပါတယ် တိုက်ပွဲဖြစ်ပွားတာမရှိဘဲထိခိုက်ရွာတဲ့ကိုဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပြီးလေကြောင်းတိုက်ခတ်မှုမှာအရသာထိခိုက်ဒဏ်ရာရရှိမှုကိုတော့မသိရသေးပါဘူး။နေအဆောက်အအုံတွေတော့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ကင်းယူထုတ်ပြန်ချက်မှာဖော်ပြထားပေမဲ့ဘလောက်ထိခိုက်မှုရှိလဲဆိုတာတော့ဖော်ပြမထားသေးပါဘူး။ဒဝိုင်းခရိုင်နဲ့ထိစနေတဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့နိုင်အောင်စခန်းကလွယ်ပြီးထိခိုက်နယ်စပ်ကုတ်တော်ရေးစခန်းပါဝင်စစ်ကော်မရှင်လက်အောက်ခံတပ်စခန်းတွေကို ကင်းယူလက်အောက်ခံကရင်မြို့သားလွတ်မြောက်ရေးတပ်မတော်ကင်းအလီနဲ့ပြည်ရဲ့ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက2025ခုနှစ်မှာတိုက်ခိုက်သေးယူခဲ့တာဖြစ်ပါတယ်။ဧပြီလ19ရက်နေ့မှာထိထစခန်း၊မေလ9ရက်နေ့မှာထိခိနေစစခန်း၊ဇွန်လ10ရက်နေ့မှာဘော်ဒီစခန်းနဲ့ဇူလိုင်လ9ရက်နေ့မှာတော့ဒုက္ခစခန်းတွေကိုကရင်အလီနဲ့တော်လိုင်းရေးမဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သေးယူခဲ့ပြီး ထိုင်းမြန်မာထိကိနယ်စပ်ဒေသတစ်ခုလုံးကို KNU ကထိချုပ်ထားပါတယ်။